မိမရေမိုးရွာပြီဟဲ့ငါခဏထွက်လိုက်အောင်မယ်နော်ရုတ်တရက်ရွာချလိုက်တော့မိုးတန်ကြောင့်ကိုအောင်တင်ဝမ်းသာအားရဖြစ်သွားတယ်မိုးဦးကလည်းဖြည့်၍မိုးသည်ရွာမည်လက္ခဏာမပြရွာခြင်းလဲရွာတတ်တယ်တခါတလေရွာမလုံးနဲ့အုပ်ဆိုင်ပြီးမရွာပဲလေနေတတ်တယ်ယခုမိုးမိုးရွာ၍ခေါင်းမီးများမှိန်များပြင်ကဖားရိုက်ထွက်ရန်ပြင်ဆင်တော့လေတယ်မိုးဦးကလည်းတွင် ဖားအပေါက်မှစား၍တွင်အောင်ဖားကြီးများအစီအယီထွက်တဲ့အချိန်ဖြစ်တယ် လေကွင်းမြေသားတို့ထွန်ရထားသဖြင့်မီးဖြစ်ထိုးကြည့်ယုံများဖြင့်အလွယ်တကူတွေ့ရှိ၍ဖမ်းယူနိုင်တယ်။မိုးလယ်နှင့်မိုးနှောင်းတွင် ဖားရှိတော်လဲစဘာပင်များကတကြောင်ရေများဒီကတကြောင်မှုဖားရှာထွက်သူတွေအလွန်နှဲပါလေတယ်။ကိုအောင်နဲ့ဂယုဆိုင်ပြီးသွားနော်တော်ဆိုးဆိုးလေးပြန်ငယ်ဦးနော်အေးပါကွာငါဒီနားလေးတွေမှာဒီနားလေးတွေလို့သာ အလွယ်တကူပြောတော်လဲဖားကြသည့်နေရာမှာဖားကရတတ်တဲ့အတွက်ဆိုးဆိုးပြန်ကလည်းဖားစောနှစ်မှုအချိန်ကမတိကြ မရလျင် ဆော့ဆော့ပြန်ရလျင်မိုးလေးမောက်တက်ဒီမှာကိုအောင်တင်ရဲ့အကျင့်ပဲဖြစ်ပါတယ်။ကိုအောင်တင်အိမ်ဝါမှထွက်ပြီးလေကွင်းသို့ကြိလိုက်တဲ့အခါမှာမီးရောင်များမှအရှူရှူရောက်ရှိနေပြီဖြစ်တယ်။ဟာငါတော်နောက်ကြပါကောမိုးလေးတဖြောက်ဖြောက်နဲ့မှုသူ့လိုဖားရှာသူတွေလည်းလေကွင်းအသီးသီးတို့ဖားရှာနေကြပြီဖြစ်တယ်။လေကွင်းသို့ရောက်တဲ့အခါသူဖားကြမည်ဟုထင်တဲ့နေရာတွေကိုရှောက်ကြည့်ရ။ဖားအသေးဖပေါင်းစင်းတို့သာနည်းနည်းပါးပါးရှိနေတယ်။ဟာကိုအောင်နေဘယ်နဲ့လဲဗျာအခြေအနေ။ အေးကြောက်ခဲရေအကြီးတကောင်မှမတွေ့ဘူးဟဲ့လာရတာရှုံးမိနေထင်ပါတယ်ရွာမှာကွင်းဘက်သွားမလားအဲ့ဒီဘက်ကရေနဲ့နဲ့တင်နေဗျဖားထွက်လောက်တယ်ကွင်းဆိုဒီမှာလေကွင်းမြေသားကျက်ပြန်သောမြေနီယာများကိုခေါ်ဆိုသောတောတလိစကားတစ်ခုပဲဖြစ်ပါတယ်အေးသွားမယ်ကွာကိုကွင်းမရှိတော့လဲသူများကွင်းသွားရတာပေါ့ကွာကြောက်ခဲနဲ့အဖော်ရသဖြင့် ကိုကွင်းကိုကြော်ကရွာမကွင်းဘက်ကိုထွက်လာကြတော့တယ်။တွင်အောင်ဖောက်တော်သည်များကရွာမကွင်းဘက်မှစူညံနေသည်မိုးကလည်းကောင်းနေ၍ဖားမြုပ်နေပုံရတယ်။ဟုတ်တယ်ဟေးဒီမှာဖားကြတယ်ကြောက်ခဲရေလူခွဲဟေးဖားရိုက်လျင်တယောက်မီးတစ်ပြန်အကွာအဝေးမှနေပါကမြင်ကွင်းကပို၍ကြည်လင်လှပေးတယ်။ဖားရသည်၍အောင်တင်နှင့်ကြောက်ခဲတို့ရိုက်၍ အောင်တင်မီးတစ်ချက်ပြန်အဝှေ့နီးရဲလာသောမျက်လုံးဝိုင်းဝိုင်းအားတွေ့လိုက်တယ်။အောင်တင်စိတ်ထဲဝမ်းသာသွားသည်ထိုမျက်လုံးအနေထားအရာဖားအကောင်60အထက်ရှိနိုင်သည်မိမိခါတွေ့လိုက်တဲ့နေရာကိုမှန်းပြီးရှောက်သွားလေတယ်။ဖားကိုမျက်လုံးအဓိကထား၍ရှာရသည်ဖြစ်သည်ဖြင့်မိအောင်ကြောင့်ဝတ်တော်လျင်ရှာရခက်မည်ဆိုတာကြောင့်မိဘိတ်ကအနားသွား၍ဆက်ခနဲ့ထိုးကဖန်းချင်းကပူကောင်းသည့်ပွင့်လာသောမိအောင်တွင်ဖားကငြိမ်သက်လျက်ပင်လက်ထဲမှကင်ထားတဲ့ဒုတ်ချောင်းအားကိုအောင်တင်လွှဲရိုက်ချလိုက်လို့သည် ရိုက်ချက်ကတစ်ချက်မက သုံးချက်လေးချက်ရိုက်ချင်းဖြစ်သည်သို့တော်ဖားကိုပထမထိချက်တင်းဆောင်၍တစ်ချက်ခုံသွားတယ်မလခွီယော့ကွာယော့ကွာကိုတင်အောင်ဤပါဇက်မှာမထင်မှန်ဖဲဖားသောဖြစ်ဆဲလိုက်ချင်းဖြစ်လေသည်ဟာကြောက်ခဲရီလာပါအောင်ဟကိုအောင်တင်ရိုက်နေသောဖားမှာတဖြည်းဖြည်းကြီးလာပြီးမာကြောသောအရာတစ်ခုကိုရိုက်ရသည်လို့ဖြစ်လာသည်မီးအောင်အောက်တွင်မူပိုပိုကြီးလာ၍ကိုတင်အောင်တယောက် ကိုအောင်နေရိုက်နေတော့ဖားမှာတဖြည်းဖြည်းကြီးလာပြီးမာကျောသောအရာတစ်ခုကိုရိုက်ရတယ်လို့ဖြစ်လာသည်မိအောင်အောင်မှာပင်ပိုပိုကြီးလာ၍ကိုအောင်နေကိုအောင်နေကြောက်လာလေတဲ့ဟာဖားတည်းရဲ့ဆိုတာဒါများလားကြောက်ခဲရေကြောက်ခဲရေလာပါအောင်ဟာမိအောင်လည်းမတွေ့တော့ဘူးပြန်သွားပြီလားကိုအောင်နေဖားလာမရိုက်ခင်မှာပဲကြောက်ခဲရှိနေသေးသည်တဖြည်းဖြည်းနဲ့ကိုအောင်နေအတန်များကလည်းတုံ့ပြန်လာတယ်။သူ့မီးအောင်အောက်တွင်အယောင်တချို့ကတလဲလဲဖြစ်သူရှိရသူနီးကပ်လာလေတယ်။မွေ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 တွေမွေတွေကိုအောင်နေ လာယာလန်းသူခြေကုန်ပြေးတော်တယ်မီးအောင်အနှဲငယ်ပေမဝေးရဲအနားနေမွေများကနေရာလို့ဟူ၍မရှိသူတိခဲ့သည် သူတော့ကွင်းမောက်လေပြီးစောစောကသူရွာမှကွင်းဘက်မှမထင်မှပဲဆဲလိုက်မိသည်လူကြီးများကဆဲဆိုခြင်းမပြုလို့ရန်မှားထားသည်ကိုလည်းသူကတတိမထားလိုက်၍အတော်လှန့်လန့်ကိုခြေကုန်လက်ပန်းကျသွားလေတော်သည်ခြေကုံလက်ပန်းကျသွားတော့လေထိုးနေရပင်ပြန်၍ရောက်ရောက်လာတယ်မိကလည်းမထိုးရဲပေသူ့ကွင်းမောက်ထားပြီး မီးရောင်ကလည်းမထိုးရဲပဲသူကွင်းမှောက်ပြီးမီးထိုးလဲမွေပဲတွေ့ရမှာဆိုတာသူသိနေတယ်ကွင်းမှောက်တော့သူအများစုမှာထင်သည့်နေရာကိုသွားတလဲရီကြီးပဲဆဲဆိုခြင်းမကြိုက်တော့ကွင်းများမှာရေကြီးခြင်းမွေများလိုက်ခြင်းစသည့်ကြောက်မက်ဖွယ်အမူအရာတို့ဖြင့်ချက်လန့်ကြတယ် ိုရီအောင်မှမြည်သည့်နေရာမှမသွားတော့ဘဲနေရာတစ်ခုမှနေမိုးလင်းသည့်အထိထိုင်ဆောင်ရတော့တယ်မနဲ့မိုးလင်းတဲ့အခါသူထိုင်နေသောနေရာကရွာမကွင်းအလယ်ထီးထီးကြီးမှသာဖြစ်နေတယ်ရွာတို့ပြန်လာတဲ့အခါရွာ၌ကြောက်ခဲဖြစ်တွေ့လေသည်ဟာကိုအောင်တင်းကြီးခမားကအတူသွားတဲ့သူအချင်းချင်းလက်တောင်းမကုတ်ဘူးထားကြတဲ့ကွင်းကောင်းပြီးတော့ကြုတ်ကိုထားခဲ့တယ်ပေါ့ကိုအောင်တင်းကိုမိုးလင်းမှပြန်လာ၍ဖားစောကတ်နေသည်ဟုကြောက်ခဲကထင်နေတယ်အေးကြောက်ခဲရေမင်းသာငါနေရာဆိုငိုလို့ဆုံးမှာမဟုတ်တော့ဘူးဘာလို့တော့ဗျ ညာကွေးမောက်တာဟဲ့ကောင်ကြီးဖားထုတ်တောင်ဘယ်နှကြသွားမှန်းတော့မသိပါဘူးရှောက်ပြေးရတာကိုအောင်နေမှာမျက်နှာငယ်ဖြစ်အိမ်ရှိရလေးသူထောက်ခွာသွားလေတော့တယ်ဇလန်းလေးကဒီမာနေပြီးဆုံးသွားပါပြီရှင်ယခုလိုစိတ်ဝင်စားဖို့အကြောင်းအရာလေးများကိုထမှန်ဖော်ပြပေးသွားအောင်မှာမို့ Dream Channel လေးကို Subscribe လုပ်ဖို့မမေ့ပါနဲ့နော် အားလုံးပဲ Good night ပါရှင်